မင်္ဂလာပါရှင်ဒီနေ့ကျမတို့အတူတကွစူဇန်လီလာကြမယ့်အကြောင်းအရာကတော့လေဗျာဒိကျန်အခန်းကြီး2မှာမတန်းတင်ထားတဲ့အဲ့ဒီရှေးခေတ်အသင်းတော်၄ပါးစီကိုပေါ့ဟုတ်ကဲ့ခရစ်တောက်ကိုတိုင်းပေးပို့ခဲ့တဲ့တဲ့ရင်စကားတွေဟုတ်ပါတယ်အေဖက်ဆမရနာပေရာဂါမှုနော်တွာတီရာအသင်းတော်တွေပေါ့ဒီအချက်လက်တွေကတော့ The Wise Believers ကနေကျမတို့ရရှိထားတာပါအင်း ဒီနေ့ဒီအကြောင်းကိုဆွေးနွေးရတဲ့ရည်ရွယ်ချက်ကဒီသတင်းစကားတွေဟာလွန်ခဲ့တဲ့နှစ်2000လောက်ကဖြစ်ပေမဲ့လေဒီနေ့ယုံကြည်သူတွေအသက်တာအတွက်ဘလို့အတိတ်ပဲရှိနေသေးလဲဟုတ်ကဲ့ဘလို့သင်္ကန်းစာတွေထုတ်ယူနိုင်မလဲဆိုတာပေါ့ဟုတ်တယ်တခါလေအပြင်းမားလောက်တည်းကောင်းနေတယ်လို့ပဲဒါပေမဲ့အတွင်းစစ်ကဘလို့ရှိနေလဲအဲ့လိုတင်းမာမှုမျိုးဒီစာတွေထဲမှာတွေ့ရတတ်တယ်မှန်ပါတယ်ဒီသတင်းစကားတွေမှာရေပြိုပုံစံတစ်ခုတတိပြုမိနိုင်တယ်အာခရစ်စတောကအရင်ဆုံးသူ့ကိုယ်သူတနည်းနည်းနဲ့မိတ်ဆက်တယ် ။များသောအားဖြင့်အဲ့ဒီအတင်းတော်ရဲ့အခြေအနေနဲ့ဆက်ဆက်နေတဲ့ဖော်ပြချက်မျိုးပေါ့လေ။ဟုတ်ကဲ့။ပြီးရင်တို့ရဲ့ကောင်းွက်တွေကိုချီးမွမ်းတယ်။လိုအပ်ရင် အမားတွေကိုထောက်ပြတယ်အပြစ်တင်တယ်။အေး။ပြုပြင်ဖို့တိုက်တွန်းတယ်။နားထောင်ဖို့ဖိတ်ခေါ်တယ်။နောက်ဆုံးမှာတော့အခက်ခဲတွေအပြစ်တွေကိုအောင်းရင်ကြော်လွှားသူတွေအတွက်ကတိတော်တွေပေးလိရှိပါတယ်။ဟုတ်ကဲ့။ဆိုတော့ဒီနေ့ကျွန်တော်တို့ effect samurana ပေအခိုင်မှုနဲ့တွာတိယအဲ့ဒီအတင်းတော်၄ပါးကိုအဓိကထားကြည့်သွားကြမှာပါ။ ကောင်းပါပြီကေတာဆော ပထမဆုံးအေဖက်အသင်းတော်နဲ့စလိုက်ကြအောင်လားဒီအသင်းတော်စီပေးတဲ့စာမှာခရစ်တော်ကသူ့ကိုယ်သူလေယာလက်၌ကျဲခွနှလုံးကိုဂိုင်၍ရွှေမြစ်ခွတ်တိုင်ခွနှလုံးအလယ်၌ကြွသွားသောသူလို့ဖော်ပြထားတယ်ဟုတ်ကဲ့ဒါကအသင်းတော်တွေကိုပိုက်ဆိုင်ပြီးစောင့်ရှောက်နေတဲ့သဘောမျိုးပေါ့နော်ဟုတ်ပါပြီပိုက်ဆိုင်လဲအထဲမှာလဲ့လေကြီးရှုနေတယ်သူတို့ကိုချီးမွမ်းခါတာတွေကလည်းအများကြီးပဲသူတို့ရဲ့ကြိုးစားမှုပင်ပန်းခံနိုင်မှုတီးခံမှုအင်းမာရွေးနဲ့တွန်းတင်ချက်တွေနဲ့ လူတွေကိုလက်မခံဘဲစစ်ဆေးနိုင်တာခရစ်တော်ကြောင့်ဒုက္ခခံနိုင်နိုင်ပေါ့ဟုတ်ပါတယ်ကြားရတာတော့အတော်လေးအချင်းကြီးစရာတင်းတော်လို့ထင်ရတယ်နော်တကယ်တော့အဲ့ဒီချီးမွမ်းချက်တွေအားလုံးမှန်ပေမဲ့လည်းအရေးကြီးဆုံးအပြစ်တင်ချက်တစ်ခုရှိနေတာကဒီအသင်းတော်ရဲ့အဓိကအချက်ပဲဟုတ်ကဲ့ဗာများလဲအဲ့ဒါကတော့တင်းသည်ရှေ့ဥစသောချီးချင်းမေတ္တာကိုစွန့်လက်နေပြီဆိုတာပဲအော်ပထမမေတ္တာဟုတ်တယ်ဒီပထမချစ်ချင်းဆိုတာကအပေါ်ယံခံစားချက်မျိုးထက် ခရစ်တော်ကိုစတွေ့ခဲ့တဲ့ကရှိခဲ့တဲ့စိတ်အားချက်တမ်းမှုသူ့အတွက်ဦးစားပေးဆက်ကမှုသူ့နဲ့ယဉ်နေတဲ့ဆက်ဆံရဲ့အဲ့ဒါကိုဆိုတော့တာอืมอืมသူတို့ဟာအလုပ်တီးမှန်မှန်ကန်ကန်လုပ်နေကြတယ်သုံးတင်းချက်ပိုင်းမှာလည်းတော်ကြတယ်ဒါပေမဲ့အဲ့ဒီအစပိုင်းကရှိခဲ့တဲ့စိတ်နှလုံးထဲကတက်ကြွတဲ့ချစ်ချင်းမေတ္တာကအိပ်ဆက်သွားတယ်လွယလွယ်စင်တာဝန်တစ်ခုလိုဖြစ်သွားတာဟုတ်ကဲ့အဲ့ဒါကိုခရစ်တော်ကအဓိကပြဿနာအဖြစ်မြင်တယ်ဒါကြောင့်နောင်တော့ရလော့ ရှေးဥဆော်သောအကျင့်ကိုပြန်၍ကျင့်လော့လို့တိုက်တွန်းတာပေါ့ဟုတ်ကဲ့ဒီလိုမှမဟုတ်ရင်အတင်းတော်ရဲ့အလင်းဖြစ်တဲ့မိခွတ်တိုင်းကိုရွှေ့ပြစ်မယ်လို့တတိပြေတယ်ဒါပေမဲ့အောင်မြင်ထော့အတက်ပင်ကြီးအတီးကို စားရမည်ဆိုတဲ့ထာဝရအတက်နဲ့ပြန်လဲပြည်စုံခြင်းဂတိတော်ရှိနေပါတယ်ဒါတတော်တတိထားเสียရမယ်နော်အလုတ်တွေမှန်နေတဲ့အမားကိုစန့်ကျင်နေတာတွေရှိနေပေမဲ့အကြီးကဖြစ်တဲ့ချစ်ချင်းမေတ္တာယော့သွားရင်ရာအလုံးအနစ်တရာယော့သွားနိုင်တယ်ဆိုလို့တဘောပေါ့နော်အတိအကျပဲ ဒီနေ့ထစ်မှလည်းအလုတ်တွေတဲ့အမှုတော်တွေတဲ့နိမြုပ်နေရင်းနဲ့ဘာကြောင့်ဓာတွေကိုဆော့လုတ်ခဲ့တယ်လဲဆိုရဲရင်းခံမေတ္တာကိုမေ့လော့သွားတတ်တာမျိုးဖြစ်နိုင်လောက်တယ်ဒါတကယ်ကိုအဓိကအကြံသတိပေးချက်ပဲဟုတ်ပါတယ်ကဲဒုတိယအသင်းတော်စာမူရညာကိုကြည့်ရအောင်ဒီသင်းတော်စီကိုတော့ခရစ်တော်ကဦးဆုံးသောသူနောက်ဆုံးသောသူအရင်သေးပြီးမှအသက်ရှင်သောသူအခက်ဟုတ်ကဲ့ဒါကစင်းရဲ့ဒုက္ခနဲ့တည်ခြင်းတရားကိုအောင်မြင်ခဲ့သူဆိုတဲ့သူပေါ်ပဲဟုတ်တယ်ဒီအသင်းတော်ကတော်တော်ထူးခြားတယ် သူတို့ဟာစင်းရဲတယ်ညင်ပန်းနှိစက်ခံရတယ်အသေးဖြတ်ခံရတယ်ဒါတွေကို ခရစ်တော်ကငါတိဤလို့ဆိုတယ်อืมတိတယ်တော်ဘဲအောင်အောင်စရာကောင်းတာကအဲ့ဒီလိုပြင်ပအချင်းနေဆိုးရွားနေပေမဲ့ခရစ်တော်ကသူတို့ကိုတင်းတီရှိစဉ်ရှိတော်သူဖြစ်၏လို့ဝိညာဉ်ရဲ့ယာကျွဲဝမှုကို ချီးမွမ်းထားတယ်ဟုတ်တယ်လောကမှာစင်းရဲပေမဲ့ဝိညာဉ်ရဲ့မှာသူတို့ချမ်းသာတယ်ပြီးတော့ပေါအောင်အောင်စရာကောင်းတာကဒီအသင်းတော်ကို အဖြစ်တင်စရာတစ်ချက်မှမပါဘူးရှုတ်ချခြင်းလုံးဝမခံရတဲ့အသင်းတော်ပဲဒါတော်တော်ထူးခြားတယ်မဟုတ်လားတကယ်ပဲထူးခြားပါတယ်ဒီအသင်းတော်အတွက်တရင်စကားကအတိကအဖြစ်အားပေးမှုလည်းတိုက်တော်မှုပဲဟုတ်ကဲ့တင်းဒီခံရမိဒုက္ခကိုအရင်မကြောက်နဲ့ဆယ်ရက်ပလုံးဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်ဆိုတာကသူတို့ကြုံရမယ့်စံတမှုရဲ့အချင်းကာလတစ်ခုပေါ့လေအတိအကျတော့မသိနိုင်ဘူးအင်းအထီးကအတိုက်တွန်းချက်ကတေတီတန်ရောက်သက်စာဆောင်လို့ တို့ဖြစ်ရင်အတ္တတရဖူကိုငါပေးမိဆိုတာပဲအတ္တတရဖူဟုတ်တယ်ဒီအတ္တတရဖူဆိုတာကအာကစားပွဲမှာ အောင်းနိုင်သူရတဲ့တရဖူလိုမျိုးသာဝရအတ္တနဲ့ကွန်ပျူချင်းဆိုတဲ့အဆုံးဆုံးစုကျေစုကိုဆိုလိုတယ်နောက်ပြီးသူတို့ဟာဒုတိယတည်ခြင်းလို့ခေါ်တဲ့သာဝရတည်ခြင်းတရားရဲ့အန္တရာယ်ကနေကင်းလွတ်မယ်လို့ကတိပေးထားတယ်။အော်ဒီကတိမြင်နိုင်တာက လောကရဲ့အမြင်မှာ ဆေးရဲခြင်းဒုက္ခရောက်ခြင်းကဖျားသိခရဲ့အမြင်မှာဝိညာဉ်ရကျွယ်ဝမှုကိုမထိခိုက်စေဘူးဟုတ်ကဲ့အရေးကြီးတာကအဲ့ဒီဒုက္ခတွေရှားမှာယုံကြည်ခြင်းကိုဆွဲကင်ပြီးဘလောက်သစ္စာရှိရှိယက်တီနိုင်တယ်လဲဆိုတာပါပဲကောက်လိုက်တဲ့အားပေးမှုပါပဲဆင်းရဲဒုက္ခကြုံနေရသူတွေတကယ်မျောလင့်ချက်ပဲကဲတတိယအသင်းတော်ပေရာကာမှုအကြောင်းဆက်ရအောင်ဟုတ်ကဲ့ပေရာကာမှုဒီအသင်းတော်စီကိုတော့ခရစ်တော်ကထက်တော်သားနိဖရှိတော်သူအဖြစ်ဖော်ပြတယ်ဟွန်း ါကတရားစီရင်ခြင်းနဲ့တမန်တရားရဲ့တန်ဖိုးကိုရည်ညွှန်းတာပေါ့ဟုတ်တယ်ဒီအသင်းမှာလည်းအကောင်းဆုံးနှစ်ခုလုံးတွေ့ရပြန်တယ်ချီမွမ်းတာကသူတို့ဟာစာတန်ကြီးရဆပလင်ရှိတော့ရဲ့လို့ပြောရတော့အောင်ဆိုးရုပ်တဲ့ယုတုကိုကိုွယ်မှုအားချီတဲ့မြို့မှာနေပေမဲ့ခရစ်တော်ရဲ့နာမည်ကိုဆွဲခိုင်းထားကြတယ်ဟုတ်တယ်တော်တော်ခက်ခဲတဲ့နေရာမှာရက်တည်နေရတာသစ္စာရှိတဲ့အန်တီပါဆိုသူအသက်ခံရတဲ့အထိဖိအားတွေရှိနေပေမဲ့ယုံကြည်ခြင်းကိုမစွန့်လွတ်ဘူးလို့ဆိုတယ်ဟုတ်ပါတယ်ဒါပေမဲ့ ြက်တနာကအတွင်းမိုင်းမှာချင်းနေပြန်တော့သူတို့ကပြစ်တင်တာကအတင်းတော်ထဲမှာမာရွင့်နဲ့တွန်းတင်းချက်နီးကိုလက်ခံထားလို့ပဲ။အော်အထူးသဖြင့်ဘာလာမီနီးကိုလိုက်တဲ့သူတွေနဲ့နီကိုလိုက်နီးကိုလိုက်တဲ့သူတွေရှိနေတာကိုခွင့်ပြုထားတာပဲ။ဘာလန်နီကိုလာဟုတ်တယ်။ဘာလမ်ဆိုတာဓမ္မဟောင်းတော်ကဤဒရေလလူတွေကိုငွေအတွက်ချိန်ဆဖို့ကြိုးစားတယ်။မအောင်မြင်တော့မော်ဘိုင်းမြို့တမီတွေနဲ့ပေါင်းဖော်စီပြီးရုပ်တုကိုကိုယ်မှုနဲ့လိမ်မိုင်းဆိုင်ရာဘီထဲကြိုင်အောင်တွေးဆောင်ခဲ့တဲ့ပရော့ဖက်တို့ကို။အင်း နီကိုလာရဲ့ယူဝါဒအတီးကြကိုမသိရပါပဲ။ဒီနေရာမှာဘာလာနဲ့ဆက်ဆက်ဖော်ပြတာကြီးရင်ယုတ်တုရှင်မှာပူဇော်ထားတာကိုစားတာလိန်ပိုင်းဆိုင်ရာအချင်းပြတ်မှုတွေကိုအားပြီးတဲ့တွင်တင်းချက်မျိုးဖြစ်နိုင်တယ်။ဟုတ်ကဲ့။ဆိုလိုတာကတင်းတော်တာဖင်ပါဖီယာကိုကြံ့ကြံ့ခံတယ်။ဒါပေမဲ့အသွင်ပိုင်းမှာတော့တာမတီးယားနဲ့ကိုချင်းတရားကိုပြည့်စည်စေတဲ့ယူဆတွေကိုတီးခံနေမိတာပေါ့။အော်တီးခံနေမိတာ။ဟုတ်တယ်။ ဒါကအသင်းတော်ရဲ့တန်ရှင်းမှုကိုအန္တရာယ်ဖြစ်စေတယ်။ဒါကြောင့်နောင်တရလော့လော်အမိပြပြီးနောင်တမရရဲ့ခေတော်ရဲ့ခံတွင်းတော်ကဒါအထည်တဲ့နှုတ်ကပတ်တော်နဲ့သူတို့ကိုစစ်တိုင်မယ်လို့တတိပေးထားတယ်။ဟုတ်ကဲ့။အောင်မင်းသွားတော်ကတိတော်ကတော့ဝိထားတော်မနာနဲ့နာမည်တည်ပါတော်ကြောက်ဖြူပဲ။အဲ့ဒါဘာကိုဆိုလိုတာလဲ။ဒါမှမဟုတ်အထူးအခွင့်ရေးပေးတာမျိုးကိုကိုးစားဖြူနိုင်တယ်။အင်းအဲ့ဒီဘော်ကနာမည်တည်ကတော့ခရစ်တော်နဲ့အောင်မင်းသူကြားက ဘေထူးမမတည်တဲ့အထူးယဉ်နီမှုနဲ့အစ်စ်ဘောဖြစ်တည်မှုကိုဖျော်ပြတယ်။ဒီအချက်ကစဉ်းလာစရာပဲ။တခါတလေကိုရဲ့တီချစ်ခိုင်မာတယ်လို့ထင်ရပေမဲ့ကိုအထိုင်းဝိုင်းထဲမှာကိုစိတ်ထင်မှာလက်ခံခွင့်ပြုထားတဲ့တင်းငယ်တယ်လို့ထင်ရတဲ့အယော့အတွင်းလုံမှုတွေမာရင်းတဲ့အတွေ့ခေါ်တွေကတဖြည်းဖြည်းနဲ့အစိတ်တုပ်ဖြစ်လာနိုင်တယ်ဆိုတော့ကိုတတိပေးနေတယ်လို့ပဲနော်။ဟုတ်ပါတယ်။တေးသေးလေးလို့ထင်ရပေမဲ့အန်ဒရီကြီးနိုင်တယ်။တမတီးရနဲ့ပတ်သက်လာရင်အယော့အတင်းလုံလို့မရဘူးဆိုတဲ့သဘောပေါ့။ မှန်ပါတယ်ဟုတ်ပြီနောက်ဆုံးအနေနဲ့စတုထမြောက်အတင်းတော်တွားကျဲတာကိုကြည့်ကြရအောင်ဒီအတင်းတော်ကရှုပ်ထွင်းမှုအရှိဆုံးလို့ပြောလို့ရမယ်ထင်တယ်နော်ဟုတ်တယ်အကောင်ရောအဆိုးရော ပို့ပြီးထင်ရှားရတယ်ခရစ်တော်ကသူ့ကိုယ်သူမျက်စိတည်မီးလျံကဲ့သို့ဖြစ်၍ခြေဒီခြေဝါစင်ကဲ့သို့ဖြစ်သောဖျားသခင်သားတော်အထစ်အမတန်တန်ကိုကြီးရဲ့ပုံစံနဲ့ဖော်ပြထားတယ်ဟုတ်ကဲ့သူမျက်စိကရံအလုံးကို ထွင်းဖော်မြင်နိုင်တယ်ခြေတော်က တရားစီရင်ဖို့အတန်အနေထားကိုပြတယ်ဟုတ်တယ်ဒီအတင်းတော်ကိုချီးမွမ်းတာတွေကလည်းညနေတော့တော့မဟုတ်ဘူးသူတို့ရဲ့မေတ္တာအမှုဆောင်ခြင်းယုံကြည်ခြင်းတီးခံခြင်းတွေကိုတည်တယ်လို့ဆိုတယ်ဟွန်းပြီးတော့ပိုပြီးအထင်ကြီးစွာကသူတို့ရဲ့နောင်ကျင်သောအကျင့်တို့သည်ရှေးဥစွာသောအကျင့်ထက်တားရွေကြီးခြင်းကိုချီးမွမ်းထားတာပဲဆိုလိုတာကသူတို့ကအမှုတော်မှာတိုးတက်နေတဲ့ တက်ကြွနေတဲ့အတင်းတော်လို့အပြင်ပန်းမြင်နိုင်တယ်ပေါ့အတိအကျပဲအပြင်ပန်းကြီးရဲ့အိမ်ဖတ်ထက်တောင်တာလွန်နေသေးအောင်ရှိတယ်ဒါပေမဲ့အဲ့ဒီကောင်းမွန်မှုတွေရဲ့နောက်ွယ်မှာကြီးမားတဲ့ပြဿနာရှိနေတယ်ဟုတ်ကဲ့ဘာမြလဲအပြစ်တင်ထားတာကတင်ဒီကိုကိုပျော့ဖက်မဟုတ်ဆိုတော့ယေဇဘေလာအမိရှိသောမိမကိုလက်ခံထားခြင်းပဲယေဇဘေလာဟုတ်ပဲဒီယေဇဘေလာဆိုတာကဓမ္မဟောင်းကအာဟပ်မင်းရဲ့မိဖုရားပေါ့ ရားသခင်ရဲ့ပယောဖတ်တွေကိုတတ်ပြီးဣတရီလာမှာပါလာဖျားကိုးကွယ်မှုကိုအကြီးရဲ့သွတ်သွင်းခဲ့တဲ့ဆိုးရုပ်တဲ့မိဖျားကိုညီညွတ်နဲ့ထင်နိုင်တယ်။ဟုတ်ပါတော်တော်ဆိုးတာပဲနော်။ဒီမှာတော့သူကအသိန်းတော်ထဲမှာမှားယွင်းစွာပယောဖတ်ပြူတယ်။လူတွေကိုမတရားမေထွန်ကျူးလွန်ခွန်နဲ့ရုပ်တုရှေပူဇော်တာတွေကိုစားဖို့တွင်တင်လမ်းမွားပို့နေတယ်။အော် ဘယောကားမူမာကအဲ့ဒီလိုလူတွေကိုလက်ခံထားတာဒီမာကအဲ့ဒီမှားယွင်းတဲ့တွင်တင်မှုကိုတက်တက်ကြွကြွလှုပ်ဆောင်နေတဲ့ယေဇဗေလာကိုတိုင်ကို အသင်းတော်ကတီးခိုင်ခွင့်ပြုထားတာอืมဒါကပိုဆိုးရပြီဟုတ်တယ်ပိုဆိုးတယ်ဒါကြောင့်ခရစ်တော်ရဲ့တတိပေးချက်ကအရင်ပြင့်ထန်တယ်ယေဇဗေလာနဲ့သူ့နောက်လိုက်တီကိုစင်ရဒုက္ခနာကျင်မှုတေခြင်းတရားနဲ့တရားစီရင်မယ်လို့မိန့်ဆိုတယ်ဟုတ်ကဲ့ ဒါပေမဲ့အဲ့ဒီမာယွင်းတဲ့လမ်းစဉ်တော့ကို မလိုက်တဲ့သစ္စာရှိသူတွေကိုတော့ခရစ်တော်ကတင်တို့လိုက်ရှိသည်များကိုငါလာလေတိုင်အောင်ဆွဲကင်ကြတော့လွတ်အားပေးတယ်အဖို့ဝင်ထပ်ပတင်ဘူးလို့ဆိုတယ်ဟုတ်ကဲ့အောင်မြင်သူတွေတဲ့ဂရီတော်တွေကတော့လူမျိုးခြားတော့အပေါ်၌အာနာနဲ့နည်းနည်းကျဲပဲအာနာနဲ့နည်းနည်းကျဲဟုတ်တယ်အာနာကခရစ်တော်နဲ့အကျူအုပ်ဆိုရခြင်းကိုဆိုလိုပြီးနည်းနည်းကျဲကတော့ခရစ်တော်ကိုယ်တိုင်ဒါမှမဟုတ်သူပေးတဲ့အထွတ်အထိပ်မျော်လင့်ချက်နဲ့အလင်းကိုရည်ညွှန်းနိုင်ပါတယ် တော့ကတကယ်ကြောက်စရာကောင်းလက်သင်ခန်းစာပဲအပြင်ဘက်မှာအမှုတော်တွေတိုးတက်နေတဲ့ကောင်းမှုတွေလုပ်နေရတာရှိနေပဲမယ်အကျွန်းထဲမှာမားယွင်းတဲ့တွင်တင်ချက်တွေအချင်းပြမှုတွေကိုတိတ်တဆိတ်ခွင့်ပြုထားရင်ဒါမှမဟုတ်လစ်လူရှူထားရင်အဲ့ဒါကကန်ဆာလိုပဲတဖြည်းဖြည်းနဲ့အားလုံးကိုဖျက်ဆီးပစ်နိုင်တယ်ဆိုတာပဲဟုတ်ပါတယ်အမြင့်ကနေလိုက်စားသွားနိုင်တယ်ပြကြောကသူ့ကိုယ်သူဂါဒီနှလုံးနဲ့စိတ်ဝိညာဉ်ကိုစစ်ဆေးတော်မူသောသူဖြစ်ကြောင်းကိုအသိနဲ့ရှိသမျှတို့သည်သိရကြလက်တလို့ပြောတာက အပေါ်ရန်အလုပ်တွေကိုပဲမချိဘူးအတွင်းဆက်ရင်သဘောထားအမှန်ကိုသူသိတယ်အဲ့ဒီပုံမှာတရားစီရင်မယ်ဆိုတော့ကိုအခိုင်အမာပြောလိုက်တာပဲနော်အတိအကျပဲအတွင်းအပြန်ကုန်သေးတယ်လူတိုင်းကိုသူတို့ရဲ့အကျင့်တိုင်းဆက်ပေးမယ်ဆိုတဲ့အချက်ကတတိပြေးချက်ရောကတိတော်ရောခင်နေတာပေါ့ဟုတ်ပါတယ်အခုကျွန်တော်တို့ဒီအတင်းတော်လေးပါးစီကရတဲ့အဓိကသင်္ကန်းကားတွေကိုဒီနေ့ခင့်နဲ့ဘယ်လိုဆက်ဆက်ကျင့်သုံးနိုင်မလဲဆိုတော့ကိုချုံကုန်ပြီးကြည့်ကြရအောင်ဟုတ်ကဲ့ပထမ A ဖက်အတင်းတော်ကနေသင်ယူရတာက ျွန်တော်တို့ရဲ့ဘာသာရေးလှုပ်ဆောင်မှုတွေအမှုတော်ဆောင်ခြင်းတွေဘလို့ပဲကောင်းနေပါစေခရစ်တော်နဲ့ပုပ်ကူရရယဉ်နီချစ်ခင်နဲ့ပရမချစ်ချင်းဆက်ဆံရေးကိုအမြဲတမ်းဦးစားပေးလို့လိုအပ်တယ်ဆိုတာပါပဲဟုတ်ကဲ့အရေးကြီးဆုံးပဲကျွန်တော်တို့လှုပ်ဆောင်သမျှရဲ့အရင်ခံမောင်းနေအားဟာတာဝန်ရာဆိုတာထက်ချစ်ချစ်မေတ္တာဖြစ်တဲ့ဟွန်းဒုတိယစာမရနာအတင်းတော်ကတော့ကျွန်တော်တို့လောကမှာဆင်းရဲဒုက္ခဆုံးရှုံးမှုနားလည်မှုလွဲမခံရခြင်းတွေကြုံတွေ့ရတဲ့အခါ လောကရဲ့အတိုင်းအတာနဲ့ကိုကိုကိုတိုင်းတာဝီစိတ်တက်ကြစရာမလိုဘူးဆိုတာပြတယ်။ဟုတ်ကဲ့။ဖရာသခင်ရဲ့မြင်မှာအရေးကြီးတာကအဲ့ဒီချိန်နေဒီကြားတဲ့ကတစ္ဆာဆောင်တည်မှုပဲ။တေဒီတိုင်းအောင်တစ္ဆာရှင်သာဝရတည်မြဲတဲ့အတ္တတေဖူဆိုတဲ့စုကျေစုကတိတော်ရှိနေတယ်ဆိုတဲ့မျော်လင့်ခြင်းဟာကြီးမားတဲ့အားတစ်ခုဖြစ်စေပါတယ်။ဟုတ်ပါပြီ။တတိယပေရာကမှုအသင်းတော်ကနေတတိပြုရမှာကတော့အယူဝါဒပိုင်းနဲ့ကိုချင်းတရားပိုင်းတန့်ရှင်းမှုရဲ့အရေးကြီးပုံပဲ။ တမားတရားနဲ့ဆန့်ကျင်တဲ့မာရင်းနဲ့အတွေးခေါ်နီးအကျင့်စာရိတာပြက်ပြစေတဲ့ဖြူးမှုတွေကိုကိုယ့်ရဲ့ယုံကြည်သူအတိုင်းဝင်းထဲမှာအသိန်းတော်ထဲမှာထဲခံမှုခေါင်းစဉ်အောက်ကနေခွင့်ပူထားလို့မရဘူးဆိုတာပါပဲဟုတ်ကဲ့ရှင်းရှင်းလင်းရှင်းဖို့လိုတာပေါ့ဟုတ်တယ်တမားတရားနဲ့အမားကြာကစီးကိုရှင်းရှင်းလင်းသိမြင်ပြီးကာကွယ်ဖို့လိုရတယ်ဟုတ်ဆိုချွတ်ချွတ်တွားရီယာအသိန်းတော်ကသင်္ကန်းစာကတော့အပေါ်ယံအောင်မြင်မှုတွေတိုးတက်မှုတွေရှိနေလဲတောင်းအတွင်းပိုင်းမှာရှိနေတဲ့အပြည့် အထူးသဖြင့်မာရီနဲ့တွင်တင်မှုတွေကိုလစ်လူရှုထားခြင်းအန်ဒီရယ်ပဲဟုတ်ကဲ့ခရစ်တော်ရဲ့မီးလျံလိုမျက်စိတော်ကအပြင်ပန်းအလုတ်တွေကိုကြော်ပြီးအတွင်းစိတ်နှလုံးကိုမြင်တယ်။ဒါကြောင့်ယောသားမှုနဲ့တန်ရှင်းစင်ကြယ်မှုဟာဘုရားသခင်ရှေ့မှာအင်မတန်အရေးကြီးပါတယ်။မှန်ပါရဲ့။နောက်ဆုံးအနေနဲ့အသင်းတော်တိုင်းကိုပေးတဲ့စာရဲ့အဆုံးမှာနားရှိတော်သူမိဒီကဝိညာဉ်တော်သည်အသင်းတော်တို့အားအပယ်ဆုံးမိတော်မူသည်ကိုနားကြောင်စေ။ဆိုရဖိတ်ကော့ချက်အမြဲပါတယ်။ဟုတ်ကဲ့ အမြဲတမ်းပါတယ်ဂျာကဒီသတင်းစကားတွေဟာအဲ့ဒီခစ်ကအတင်းတော်တွေအထက်သားမကဒီနေ့ခစ်မှာရှိနေတဲ့ကျွန်တော်တို့တအူးချင်းစီတွေလည်းဖြစ်တဲ့ဆိုတာပြနေတယ်ဟုတ်ကဲ့အပြစ်ကို လောကကိုမာယွန်းနဲ့တွန်တင်မှုတွေကိုအောင်မြင်မှုခေါ်ဖိတ်နေတာဖြစ်ပြီးအောင်မြင်သူတိုင်းအတွက်အထူးကရီတော်တွေရှိနေတယ်ဆိုတာပါပဲဟုတ်ကဲ့ဗျာဒီချက်အခန်းကြီး1မှာပါတဲ့ အဖက်စမွေနာပေးရကားမှုနဲ့တွတ်တရာရာဆိုတဲ့အတင်းတော်၄ပါးစီကတင်းစကားတွေကိုကျမတို့အတူတကွစူးစမ်းလေ့လာခဲ့ကြတာဖြစ်ပါတယ်ရှင်ရှေခေကရေးခဲ့တဲ့စာရဖြစ်ပေမဲ့လီဒီနေ့ကျွန်တို့ရဲ့ယုံကြည်ခြင်းအတ္တတာနဲ့ကိုချင်းတရားဆိုင်ရာရွေးချယ်မှုတွေအတွက်အင်ဝတန်တန်ဖိုးရှိပြီးဆက်ဆက်မှုရှိနေစေဖြစ်တဲ့လက်ညွန့်ချက်တီးတတိပေးချက်တွေအားပေးမှုတွေပါဝင်နေတာကိုတွေ့ရပါတယ်ရှင်ဟုတ်တယ် နောက်ဆုံးအနေနဲ့ဒီဆွေးနွေးမှုကနေစဉ်းစားစရာတွေတခုခြံထားခဲ့ခြင်းပါတယ်။ဒီနေ့ကျွန်တော်တို့ကြည့်ခဲ့တဲ့အထဲမှာ ခရစ်တော်ကသူ့ကိုယ်သူနှလုံးနှင်းစိတ်ဝိညာဉ်ကို စစ်ဆေးတတ်တဲ့သူသွားတရားရာအထေဖော်ပြထားသလိုအတင်းတော်ရဲ့အကျင့်ကိုသူတို့ရဲ့လုံဆောင်မှုအလုံးစုံကို အသေးစိတ်သိရှိကြောင်း အဖက်သွားတရားရာစာဒီဖြင့်ထပ်ခါတလိလေပြောထားတာကိုတတိပြုမိကြပါလိမ့်မယ်။ဟုတ်ကဲ့တည်နေတယ်ဆိုတာကိုအမြဲပြောတယ်။ဟုတ်ကဲ့ဒီအချက်မှနဲ့ ဖျားတခင်ကကျွန်တော်ရဲ့ပြင်ပအလုပ်တွေကိုတမက အတွင်းစိတ်ထဲကရည်ရွယ်ချက်တွေတဘောထားတွေရှုဝတ်တဲ့အလျော့အတင်းပြမှုတွေအထီးပါအမြဲတမ်းတိမြင်စစ်ဆင်းနေတဲ့အတ္တိပေါ်လေအင်းအဲ့ဒီအတ္တိကဒီနေ့တက်စာရှိရှိ အသက်ရှင်လို့သူတယောက်ရဲ့နေရှင်ဘွားကစိုးဖြတ်ချက်တွေဦးစားပေးမှုတွေလှုပ်ဆောင်မှုတွေအပေါ်မှာဘလိုမျိုးလက်တွေ့ကြတဲ့တယောက်မှုတွေရှိနေတဲ့တည်းဟုတ်ကဲ့စဉ်းစားစရာပါပဲဒီမိခွန်းလေးကိုဆက်လက်ဆင်ခြင်သုံးသက်ကြည့်ဖို့တိုက်တွန်းရင်းနေကုန်ချုပ်ချင်ပါတယ် ကောင်းပါပြီ။ဒီနေ့ဒီအကြောင်းအရာကိုအတူတူကလေးလာဆွေးနွေးခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်ချင်း။နောက်တစ်ချိန်ပြန်လည်ဆုံတွေ့ကြပါအောင်မယ်။